ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဗီတိုရီယာခင် channel မှာကြိုဆိုပါရစေဒီနေ့ကတော့မြမရိုးရာအစားအစာတစ်ခုဖြစ်တဲ့မဲဆလီဖူးကိုစေပေါင်းခတဲ့ညတစောင်းမုံလာပြညမှာတုပ်စားဖြစ်ပါတယ်ရှင်တုပ်ပုံဆင်းဆင်းကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ပထမဆုံးဈေးရယာဝယ်လာတဲ့မဲဆလီဖူးလေးတွေကို ရေသေချာဆေးလိုက်ပါမယ်ရှင်ရေဆေးပြီးတော့တန်းစင်သွားပြီဆိုရင် စနွန်းမုံရဲ့ စားရဲထည့်ပြီးတော့ပူပွဲစုအောင်ပြုတ်ပေးလိုက်ပါမယ်ရှင်ပြုတ်ပြီးသားမဲဇလီဖူးကိုစကားထဲထည့်ပြီးအေးခံပါမယ်ရှင်။ပြီးရင်အခါတက်လေးပြောက်သွားအောင်ညစ်ပေးလိုက်ပါမယ်ရှင်။ဒါကတော့ခုနကအခါထုတ်ထားတဲ့မဲဇလီဖူးကိုငရုတ်စုံနဲ့ထည့်ပြီးတော့နည်းနည်းလေးထောင်းပေးလိုက်တာဖြစ်ပါတယ်ရှင်။ မဲဇလီဖူးထဲမှာထဲထုတ်ဖို့အတွက်ပဇွန်ချက်ကိုရေသေချာဆေးပြီးတော့နည်းနည်းလေးထောင်းလိုက်ပါမယ်ရှင်။ပြီးရင်မြေဘဲကိုလည်းထောင်းထားပေးလိုက်ပါမယ်ရှင်။ဟုတ်ကဲ့ဒါကတော့မဲဇလီဖူးထဲမှာထဲထုတ်မဲ့ပါဝင်ပစ္စည်းတွေကိုအစင်သင်းလောက်ထားတာဖြစ်ပါတယ်ရှင်။မဲဇလီဘူးပြုတ်ရဲ့ပဇွန်ချောက်ရဲ့မြေပဲရဲ့ကျွတ်ညီရဲ့ပဲမုံရဲ့ဒရှိဟင်းခမ်းမုံရဲ့စားရဲ့ ြီးတော့ကြက်သွန်ဖြူစီကြက်တို့ဖြစ်ပါတယ်ရှင်။မဲဇလီဖူစားတော့ပါတော့မယ်ရှင်။ခုနကပြတ်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုတခုချင်းစီထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်အရသာ စိတ်ဝင်သွားအောင်တေချာလေးနေပေးလိုက်ပါမယ်ရှင်။ မဲစလီဖူးတုပ်လေးစားလို့ရပါပြီရှင်ဒါကတော့အစိမ့်တုပ်ထတာပါရှင်တကယ်လို့အချင်းကြိုက်တယ်ဆိုရင်လည်းတမျိုးကြီးလေးညစ်ပြီးတော့သုံးဆောင်နိုင်ပါတယ်ရှင်အန်တီခင်းရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်